ထုံးလုံးသူရွှေမန်းဘက်ကလိုက်ပြီးတရုတ်ဆောင်တန်နာမူတဲ့အပေါ်မှာနှမချင်းမစာမနာပြောဆိုခဲ့တာကြောင့်ပြည်သက်တွေရဲ့ဝေဖန်ခြင်းကိုအလူလဲခံနေရတဲ့တရုတ်ဆောင်ရဲ့အဆိုတော်ထွန်းထွန်းငါမိန်းကလေးတယောက်တည်းငါမှငါမင်းရှိတယ်ငါဖေမရှိတော့ဘူးဟာရတာမင်းယောက်ကလေးဟာရတာမင်းယောက်ကလေးညတော့အုတ်လိုက်ကြီးလေးတတိရှိလောက်လိုက်လေးမင်းမတိုင်းဒီမှာမဟုတ်တာ လို့ဘင်္ဂလားဒေ့ရဲ့ဝိုင်းမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့ထုတ်လုပ်သူရွှေမန်းခေါ်ဝင်းမင်းမောင်ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးရီစာဟောင်းဖြစ်သူတန်တာမိုးသိန်းကလူမှုကွန်ရက်စာမျက်နှာကနေအကြောင်းအရာတချို့ကိုချပြခဲ့ရာကနေထုတ်လုပ်သူရွှေမန်းဘက်ကနေမခံနိုင်လို့ဝိုင်းဝန်းတိုက်ခိုက်တဲ့သူတွေရှိလာခဲ့ပါတယ် ထို့အထဲမှာတော့တရုတ်ဆောင်တဲ့အဆိုတော်ထွန်းထွန်းကလည်းတယောက်ပါဝင်ဖြစ်ခဲ့ပြီးရွှေမန်းကလက်ထက်ယူသွားတဲ့ဒေါက်တာမင်းကလေးကိုတော့အကောင်းပြောကတရုတ်ဆောင်တန်တာမိုးတိန်အပေါ်မှာတော့ချိုးနှိမ်ပြောဆိုခဲ့တာတွေကြောင့်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထွန်းထွန်းကအခုလက်တလောဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့သူတယောက်မို့ဖြစ်ခဲ့သမျှကိုအမှန်တိုင်းခြားပြခြင်းပါတယ်။ ဒီလိုချပြခြင်းကဘသူတဦးတယောက်ကိုမှနှစ်နာထိခိုက်လို့ခြင်းအလင်းမရှိသလိုအခုချိန်မှာအဓိကလူနှစ်ဦးအပေါ်မှာအထင်မြင်လွဲမှားဆွဆဲခြင်းနဲ့တရားလွန်ဖြစ်ပေါ်လာသလိုဒီလို post တင်မှုအပေါ်ကာယကံရှင်များကစိတ်แท้ဘလို့မှမရှိပေမယ့်ဆွေမျိုးနဲ့တငယ်ချင်းများစိတ်မကောင်းဖြစ်မှာဆိုလို့ရှင်းပြရခြင်းဖြစ်ပါတယ်ရခိုးတငယ်ချင်းဒေါက်တာမာလီရဲ့ခင်မောဟာသူ့ရဲ့နောက်ဆုံးအဲ့ဒီတယောက်နဲ့မနေ့ကနိုဝင်ဘာလမှာခရေကပြတ်ခဲ့ပြီးနောက်မှမှသူတို့နှစ်ဦးစတွေ့ခဲ့တာပါ အဲ့ဒီမှာမြင်မြင်ချင်းသဘောကျစိတ်ဝင်စားလို့တကယ်ချင်းတောက်တာကိုကျွန်တော်ကတဆင့်မိတ်ဆက်ခိုင်းချင်းကတာတွေလောက်ခိုင်းတာပါတကယ်ချင်းတွေကလည်းတားကြပါသေးတယ်ကျွန်တော်တကယ်ချင်းဒေါက်တာလေးကအနုပညာလောကတွေက မဟုတ်သလိုအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားအရာအပျော်ကြံဖို့မတင်ကြောင်းခမရရဲ့အရင်ဇယိုက်တွေဖျောက်ဖျက်ပြီးမှချစ်ချိုင်းတင်ကြောင်းဖြောင်းပြခဲ့တာပါမိန်းကလေးကလည်းအမျိုးမျိုးလေးလာဆုံးဖြတ်ပြီးတော့မှချစ်သူတွေဖြစ်ခဲ့ကြတာပါ ချစ်ကြတော့လဲမခွဲနိုင်မခွာနိုင်နှစ်ဦးနှစ်ဖက်နှစ်သက်မျက်နှာလုံးလုံးဝါကျွတ်တာနဲ့လက်ထက်ကြဖို့အတွက်အရွယ်တွေကလည်းမငယ်ကြတော့လို့လက်ထက်မင်္ဂလာပွဲကို2025နိုဝင်ဘာမှာပြုလုပ်ဖို့အစီအစဉ်ကဲကြတာပါနောက်ဆုံးပြောရရင်သတို့သားလောင်းဟာနောက်ဆုံး EAC ကိုပြတ်သွားပြီးမှတကြိမ်တခါသာဖုံးဆက်ခဲ့ပါတယ်တဲ့။ အဲ့လာလေလွန်ခဲ့သော3လလခန့်ကသူမနဲ့ရှိုက်ကူးရန်စီစဉ်ထားသောရုပ်ရှင်ကဇလန်းကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများအားသူမပြောခဲ့သောစကားလုံးများကိုဝန်ထမ်းများမှစာပို့ထားခဲ့တာကိုမြင်တွေ့ပြီးရုပ်တရက်ဒေါသဖြင့်နုနုချင်းမနက်အစောမှဖုန်းဆက်မိခဲ့တာလို့အတိအကျသူဝန်ခံခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်တငယ်ချင်းတို့ဇနီးမောင်နဲ့အပေါ်မှာအမြင်မားနေရတယ်မဖြစ်ဖို့ဝင်ပြောပေးတာပါဟုဆိုကတရုတ်ဆောင်တဲ့အဆိုတော်ထွန်းထွန်းကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။ တန်တာမိုးသိန်းကတော့ဒေါက်တာမလေးကတော့အပျော်ကြံဖို့မသိမဲ့သူမလိုမင်းသမီးတယောက်အနေနဲ့တော့အပျော်ကြံဖို့အသင့်တော်တယ်ဆိုတဲ့စကားလုံးအသုံးနှုန်းတွေပါသုံးခဲ့တယ်။တရုပ်ဆောင်တဲ့အဆိုတော်ထွန်းထွန်းကိုသူပြောခဲ့တဲ့စကားလုံးတစ်လုံးစီတိုင်းအတွက်ဖြည့်ရှင်းလာခင်တာလည်းဖြစ်ပါတယ်။ငါမိန်းကလေးတယောက်တည်းငါမှငါမေးရှိတယ်။ငါဖေမရှိတော့ဘူး။အဲ့တော့တာမင်းရောက်တယ်။အဲ့တော့တာမင်းရောက်တယ်။ ညနောက်အုပ်လိုက်ကြီးလေးတသိရှိလောက်လိုက်လေးမင်းမတိုင်းဒီမှာမဟုတ်တာအဲ့လိုဘိတ်ကလေးတယောက်ဝိုင်းပြီးတော့ထိုးနေတာမရှက်ဘူးတာဟမ်ဟမ်အဲ့ဒီဟိုကောင်ကညို့နာမည်ထက်တယ်ပြောထားထားထားဟမ်နော်ဘူးကြလဲဆိုငါပြောတယ်ဟာမင်းမပါနဲ့တပိကိစ္စတမီရှင်းမယ်မင်းမပါနဲ့မင်းမပါနဲ့နော်ငါမိန်ကလေးတယောက်တည်းငါမှငါမေးရှိတယ်ငါအဖေမရှိတော့ဘူး ငါ့ဘာငါခဲ့ရင်ငါရှုံးရတာငါအသက်16 19ငါပြင်ဆုံးတာဒီအိမ်တော်ကြီးတစ်ခုလုံးငါပဲဦးစီးလာငါမပင်မစီရဲ့ပူစာအများကြီးရှိတယ်။နော်နင်တို့ထုံးနေတယ်ထုံးနေတော့မရဘူး။နင်တို့ကကဝဲပေးမဲ့အဖေတရားမရှိယောက်ျားတရားမရှိဘူးဒီအိမ်မှာယောက်ျားတရားမရှိဘူးဆိုရင်နင်တို့ငါ့ကိုပြောရှင်းနိုင်ပြောဆိုရင်လည်းတို့တိုင်လို့လို့မရဘူး။ ဝိုင်းလုပ်နေတာအခုအောက်တန်းစားရအောက်တန်းစားရနင်တို့အောက်လိုက်ဝိုင်းလုပ်နေတာနင်တို့မိမတွေလိုပြန်မေးကြည့်လိုက်နင်တို့မိမတွေအရက်သမားနဲ့သမားတွေအမေမပါနဲ့လို့သမီးကိစ္စသမီးရှိမယ်အမေစိတ်တူတာတည်ရအမေမပါနဲ့ဘာသာလို့ဒီဟိုတရားလို့ပဲမိမတွေလည်းလက်ပံ့ကြည့်လိုက်ဟမ်နင်တို့ခုယောက်ျားအိတ်တယ်ထက်တယ်နဲ့ငါငါမငါ့ကိုကာဝယ်မယ်လူငါငါ့ကိုငါပဲရှိရနော် ။အဲ့ဒါမဲ့ငါပေါင်းသင်းနေရှိရယ်။ငါတော့နောက်မှထိနေတယ်ငါပေါင်းသင်းနေရှိရယ်။ဒီမစားရင်တို့ထိရင်ထိလို့ရတယ်။ထိလိုက်။ထိ။ထိပြီးငါတော့တေးအောင်တစ်ခါရက်တက်ခဲ့။ငါတော့တေးအောင်တစ်ခါရက်တက်ခဲ့။ငါရှိအောင်လုပ်ထားခဲ့နဲ့ရမလားဟင်း ရမလားရမလားလောက်ကြည့်လိုက်ပြီမဟုတ်ဘူးအမေအမေခဏလေးနေခဏလေးနေနေတော့ခဏခေါ်လိုက်ကခဏခေါ်လိုက်တော့ခေါ်လိုက်တော့အမေမရမိမရမိမရငါမေပါတခုဖြစ်ရင်ညီတို့ကုန်တွေ့မှာတော့ဝင်ဝင်ထဲဝင်မိထဲဝင်တော့ဝင်လို့မမဝင်ခိုင်းတော့ဝင်ဒီမှာကြောခဏမှာပါအရင်ကတော့ ကျမတခုခုဖြင့်သူတို့နော်သူတို့ရဲ့စာထဲမှာကွာချိတ်ချောက်စာပါလာပြီးသားနော်ကျမကမနေ့ကတောင်းဝင်နေအမေကိုတောင်းမနေကျမကြေးရေးပေးထားပြီးသားကျမကထွက်လာမလို့နဲ့ခုချိန်မှာကျမကအကုန်လုံးပတ်ရမ်းမှာတော့ရမ်းလို့ရရင်ကျမမှာတက်တိတ်ထောက်ထားချက်လက်ကုန်ရှိတယ်ရှိတယ် တန်ရုံမှာမိန်းကလေးတယောက်ကိုဝိုင်းပြီးတော့အဲ့လိုမျိုးလှုပ်တာဟင်ချီလို့မအညီမမရှိဘူးလားဟမ်အဲ့လို post တစ်ခုတင်လိုက်လို့မရှိဘူးလားမရှိငါဟင်အခု post တင်နေအကိုဒီမှာနာမည်မပြောချင်လို့ဟမ်အဲ့ post ရေးလိုက်တော့အဲ့ post ရေးလိုက်တော့ ုံးတော့မရှိဘူးပုံမှန်တော့ကျမအဲ့ဟာယူပြည့်လဲအောင်ဖြေကျမတနေကုန်အဲ့လူတွေနဲ့ contact လုပ်ပြီးကျမဒီပြဿနာယူကျမရှင်းဖို့ကျမစူးစမ်းနေရအခုရှင်းလို့လုံးလိုက်တဲ့ဟာကြီးကတော်တော်ဆူဆူကျမတခုပဲမင်းကလည်းမှားလိုက်တယ်ကျမကိုထပ်မထိခိုင်းနဲ့ကျမမခံဘူးအဲ့ဒါကြောင့်ကျွန်မပြောနေတဲ့စကားရှင်တို့သိရထင်နေရဆိုတော့အကြောင်းအရာတွေကျွန်မတို့နှစ်ယောက်ကြမှာကျွန်မတို့သိနေတဲ့ connection တွေအများကြီးရှိတယ် နည်းနည်းမပါလဲကက်ကူလေတာလေးပါလိကင်တာနော်ကိုကိုကာဘာလုံးမယ်၆ဘောက်ကာဘာလုံးမယ်ဆိုလဲသူများကိုထိုးချမယ်ဆိုလဲဒိတ်လေးတော့မှန်အောင်အတွက်လာလေးတော့မှန်အောင်အတွက်ကျမမတည့်ရလို့မပြောတာကျမနဲ့ခင်မင်ငယ်နဲ့မျက်နှာရှိလို့ကျမတည့်ရလို့မပြောတာ ုနကဟိုကောင်မတော့မဆိုကျွန်မနဲ့ကျွန်မတို့ဖောက်ပြီးကိုမဆက်လို့ကျွန်မထည့်ပြောတာကျွန်မခင်မင်ခဲ့တဲ့မျက်နှာရှိလို့ကျွန်မအခုဘာမှမပြောပဲကျွန်မပါဇက်ပိတ်ပြီးတော့ဟုတ်လားရှင်းပဲကျွန်မ fact နဲ့ပြန်ရှင်းသွားတာ